ပြီးတော့ဒီမှာတငယ်ချင်းတွေနဲ့အုပ်စုလိုက်လာမလားလာမယ်ဆိုလို့ရှိရင်ဒီမှာအဲဂိုးဆက်လို့ခေါ်ရလားအဲပြီးသွားလို့ရှိရင်ဒီမှာမိုနိုပိုလီလေးတွေရောအဆုံထားပေးထားရပါတော့အဲ့တော့ကိုယ့်ကိုတငယ်ချင်းတွေလာပြီးချေလို့လေးရပါတယ်အဲ့တော့ကိုယ့်ကိုဆက်ကြည့်လိုက်ပါဦးကလေး snowball ခေါ်တာပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီ drip တွေနဲ့ ဖြော်သက်နီးကိုတော့သူကဒီမကားပေါ်လဲပါတယ်စိုက်ဖုန်းတော့အများကြီးနီးရှိတယ်ဒီဒီထဲမှာလည်းဒီလိုနီးလဲနီးကနေကြီးနေတာเนาะဟို drip လို့ခေါ်တယ်ဟို process ကိုဒါပေမဲ့ sign ဒါမျိုးလေးနဲ့ဟိုဆက်မပါဘဲနဲ့ဒီလိုမျိုးလေးနဲ့ဆိုင်ပွင့်မယ်ဆိုရင်တော့ slow bar လို့ coffee slow bar လို့ခေါ်တာဟုတ်ကဲ့ဒါပေမဲ့ညီမလည်းထူးဆန်းတာတခုရှိရပါတော့ဒီဟာကနှိုင်းမြူနယ်ထဲမှာဆိုရင်ရက်ွက်လေးထဲမှာပေါ့အကွက်ဒီလိုဆိုင်မြူဖွင့်ထားတဲ့ ဘယ်လို idea နဲ့လုပ်ထားရလဲဆိုတော့တည်ချင်တယ်ကျွန်တော်ကတော့ဟို coffee ကိုဘယ်လိုလူတိုင်းဘယ်လိုတောက်တောက်ကြည့်နေတာတောက်ကြည့်နေချင်တာဟုတ်ကဲ့ coffee ကအမေလဲတောက်တယ်ဟုတ်ကဲ့ကျွန်တော်အတော်ကြီးလဲတောက်တယ်ဒါပေမဲ့သူကအထုပ်တွေပြောတောက်တာဟုတ်ကဲ့အထုပ်တွေပြောတောက်တယ် coffee အစ်စ်ကြရင်သူကခါရတယ်ဆိုတော့ပြင်တုံးနေဆိုပြီးတော့ထင်တာဟုတ်ကဲ့ mix ပဲကြိုက်ကြတာများတယ်ပေါ့နော်ဒါပေမဲ့ဟိုဒီအားတကယ်တမ်း coffee ဒီ arabica စစ်လို့ရှိရင်ရှင်လည်းမတော်ဘူးပြီးတော့လူအတွက်လည်းခန္ဓာကိုယ်အတွက်လည်းအကျိုးရှိတယ်ထုတ်တယ်ထားတယ်ကျမအတွက်လည်းကောင်းတယ်ပေါ့နော်အဲ့လိုမျိုးဆို ဒီအောင်မှကျွန်တော်တို့က mix coffee mix ပုံစံမျိုးကိုကျွန်တော်တို့အားသာအောင်ကျွန်တော်ခဏလို signature ပုံစံမျိုးပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့လိုမျိုးလေးရောက်လုပ်ပြီးလုပ်ပြီးပြီးတော့ဟိုမှာဖြစ်အောင်ပေါ့အဲ့လိုလူတိုင်းအဆင်ပြေအောင်လုပ်ပြီးအားသာအောင်ဖန်ပြီးပြီးတော့ဈေးလေးပေါ့ဟုတ်ကဲ့အခုဒီမှာဆိုလို့ရှိရင်ပေါ့နော်သိရမလားဒီ painting လေးတွေလည်းလုပ်လို့ရတယ်စောက်လေးတွေရောပြီးသွားတယ်ကစားစရာလေးတွေလုပ်ပေးထားရဲဆိုတော့အခုကလူငယ်တွေကိုလုံးဝ free time ပေးထားတာပေါ့နော်အဲ့ဒီ idea လေးနဲ့ပတ်သက်ပြီးတော့ဒီစင်ပါတယ်တော်တော်များများတော့စိုင်ထိုင်လို့ပြင်းလို့ထိုင်တာပေါ့ဟုတ်တယ်ပြင်းလို့ထိုင်လို့ လိုင်းနဲ့ထိုင်ထိုင်နေနဲ့တခြင်းတွေပါလေလဲဖွင့်ပေးတာလေဒါပေမဲ့တခြင်းထားထိုင်နေလဲဂိမ်းဆော့နေသူကကိုယ့်ဖုန်းကိုဂိမ်းဆော့နေလဲသူတို့ရရတယ်ဒါပေမဲ့ပြင်းပါပဲဒါအိမ်မှာလဲလုပ်လို့ရတဲ့အလေးထားဆိုတော့ဒီရောက်လို့ရှိရင်တကယ်တမ်းနေအုပ်လိုက်လိုက်ရင်ဘာကြီးလုပ်လို့ရမလဲဆိုတော့ အစင်းသားတော့ဂိမ်းလေးထုတ်လို့ရမယ်ဥမျိုးလို့လို့မျိုးအဲ့ဒီဂိမ်းလေးထုတ်လို့ရမယ် activity လေးတွေ activity လုပ်လို့ရမယ်ပေါ့ပြီးတော့ painting အားကြတော့ဘယ်လိုလဲဆိုတော့ကိုရီးယားအလိုဆိုင်ဒီဇိုင်းကိုသွားပြီးဆိုရင်ကို့မှာ idea ရှိနေပြီဆိုရင်ဒီဟိုရာဝတ္ထုတစ်ခုပေါ်မှာ painting ပြီးဆိုတာ ਨੇ ဟို art တစ်ခုလုပ်ပြီးဆိုတာတန်ဖိုးကြီးသွားတာပဲเนาะအဲ့လိုမျိုးဖြစ်သွားတာကိုကိုလည်းဖန်တီးခြင်းပါပဲလာတဲ့လူကလည်းလုပ်ကြည့်ခြင်းပါလုပ်ကြည့်ခြင်းပါဆိုတော့ကျွန်တော်တို့ free ပေးလောက်ခွင့်ပြုထားတာဒါမှမဟုတ်ကျွန်တော်ကကမ်ဘတ်တွေပါရတော့မပေးနိုင်ဘူးเนาะဟုတ်ကဲ့ပါ အရင်ဆိုတာသုံးတဲ့ပလင်းလေးတွေပလင်း recycle လေးဖြစ်တာပေါ့ဗျဟုတ်ကဲ့ရှင်ဟုတ်အဲ့မတိုင်ခင်တော့အဲ့လိုမျိုး recycle နဲ့ပတ်သက်တာတွေလည်းလုပ်ဖို့တော့ရှိရဒါပေမဲ့အများကြီးမလုပ်နိုင်သေးဘူးမလုပ်နိုင်သေးဘူးပေါ့နော်အဲ့တော့တနေ့တနေ့ဒီရောအများကြီးလာလေးရှိတာဧည့်သည်တွေကဟုတ်အဲလာပါတယ်လာပါတယ်ဆိုတော့ဒီမှာတော့လူငယ်တွေလာတာများတော့လူငယ်တွေညနေပိုင်းဟုတ်ကဲ့အဲလာတာများတယ်ပြီးလို့ရှိရင် ဟိုနေ့ခင်ပိုင်းကျတော့ဟိုယုံနေလာတယ်။ဒုမလူတွေကျမတို့လည်းဒုမလူတွေလာတယ်။အဲလိုစားတဲ့လူတွေလည်းလာတယ်။ဒါပေမဲ့ယုံသမားတွေလည်းလူငယ်တွေများပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့လူငယ်။အဲတော့ညဘက်ကျတော့လူငယ်တွေကလာတီးကြတယ်၊ချင်းဆိုကြတယ်၊ချင်းသားတော့ကြတယ်။အဲလိုဂိမ်းလေးတွေဖော့ကြတယ်၊ relax ကြီးလုပ်တဲ့ပုံစံမျိုးထမင်းလေးပါစားကြတယ်။ เอซิซิวอ่ะที่มาลาเลยဆိုလို့ရှိရင်တော့เอซิซิวอ่ะကောင်းပါတယ်အရင်ကောင်းတဲ့ဆိုင်ရင်တို့ထင်တယ်ဘာလို့လဲဆိုတော့လုံးဝ freedom ပဲလीเนาะပြောရမယ်ဆိုလို့ရှိရင်ဒီဆိုင်နာမည်လေးကလည်း UR ဆိုတော့အဲ့ဒါ baby ကုံလေးလေးပြောပြပေးပါဦး net teaching လို့အားကကျွန်တော်ကဟို EDFM ပေါ့ဒါပေမဲ့အဲ့ဒါတသက်တသက်ဆိုတာဘယ်လိုပြောမလဲဆိုတော့ဟိုဒီမှာဆိုကျွန်တော် Raymond နဲ့ပတ်သက်တဲ့ပုံရိပ်သိမ်းမရှိပါဘူးဒါပေမဲ့ကိုကတော့ fan ပဲဟုတ်ကဲ့ဟိုဟိုအရင်အရင် support လေးများအရင်တော့ဒီပြင်မှာလေ show back သူအရှိမယူရဂီတာလေးထွက်ထားတာကျွန်တော်တိတ်တတိညာတယ်အဲ့အဲ့အချိန်မှာသူ့တုံးလိုက်တဲ့တုံးနှုံးလေးကိုသဘောကျသွားတာပုံပုံတိုင်းလည်းအဲ့လိုလူအရင်မှာပါတယ်လားလူအရင်မှာပါရောဟိုသူတို့အဲ့လိုမျိုးဗျာတခုခုဆိုသူများတော့ကိုဟိုတာပြီးပြီးတဲ့မျိုးကလူအလို့ခေါ်တာဗျာတကယ်တော့ကိုမသိလို့မဟုတ်ဘူးသိရတာနဲ့ဥစားပြီးတဲ့ဥစားပြီးတဲ့လူမျိုးတွေပေါ့အဲ့ဒီအကြံဉာဏ်လေးနဲ့လူအဆိုပြီးတော့စဉ်းစားမိဟုတ်ကဲ့ပါ ဲ့တော့အခုဒီလူအဆိုင်လေးဆိုလို့ရှိရင်လည်းဖွင့်လာတယ်မှလှကြော်လာပြီပေါ့နော်အဲ့တော့ဒီဆိုင်ရဲ့ဝင်ဝေပိုင်းလေးကဩဘလို့ရှိရမသိဘူးရှင်ပြင်းပြခြင်းကတော့ဟို၄သိန်း၅သိန်းလောက်တော့ရောင်းရတယ်ပေါ့ဟုတ်ကဲ့အဲ့ဆိုအဲ့ထဲမှာအမြတ်ကအဲ့ဒါနေမှာ အမြတ်က၄သိန်းခွဲဆိုရင်တော့၃သိန်းခွဲလောက်အမြတ်မှာအထွေထွေစျေးတွေအကုန်ပါပါဗျာအထွေထွေစျေးကလည်းမနည်းဘူးလေဟုတ်ကဲ့အဲ့လိုမျိုးရယ်ဝန်ထမ်းစျေးတွေဆိုင်ကန်းကအဲ့ထဲရမယ်သွားတာပေါ့ဟုတ်ကဲ့ပါအဲ့တော့ဒီဟာကတော့ဝါသနာအရသာဖွင့်နေတာပေါ့ဒါဝင်ဝင်ပိုင်းရတော့ဒီလိုပါပဲပေါ့ဟုတ်ကဲ့ပါအဲ့လိုဆိုလို့ရှိရင်ကော်ဖီလေးတွေလည်းကြက်ပြီးဆိုတော့ညီမတို့ဘုဖမသွားပြီးတော့စကားပြောကြရအောင်ဟုတ်ကဲ့ကိုလည်းနေထိကြရမှာလားအရန်ကောင်း ကဲအဲ့ဒါသိချင်တာလေးတခုရှိရပါတော့အခုကြည့်နေတဲ့လူတွေထဲမှာဆိုလို့ရှိရင်လေကော်ဖီဆိုင်လေးကိုဖွင့်ဖို့ကအိမ်မက်ဆိုတဲ့လူငယ်တွေလည်းရှိမှာပဲเนาะအဲ့ဒီတော့အခုအနေနဲ့ဒီဆိုင်လေးရောပြောရလို့ရှိရင်ဟိုအရင်တော့ဆိုင်လေးရောဖွင့်ခဲ့တော့ကအရင်နေ့တွေဘယ်လောက်လိုအပ်ခဲ့လဲကိုကျွန်တော်မှအစိုးရကြီးတွေကကျွန်တော်အရင်တော့ဟို trade တွေပါလုပ်တော့ကျွန်တော်လှဲနေပဲလုပ်တယ် trade ကိုလှဲနေလုပ်တာရှိဟုတ်ကျွန်တော်အဲ့အဲ့ page လည်းနည်းနည်းလေးတော့နာမည်ရဒါပေမဲ့ဟိုဟိုဟာတိတ်မလုပ်ဖြစ်တော့ပါဗျာကိစ္စတခုရှိတော့အမလုပ်ဖြစ်တော့အခုကျတော့အဲ့ရလေး coffee နဲ့ပတ်သက်တာလေးကိုလုပ်ကြည့်မယ်ဆိုပြီးတော့ အဲ့ခေရတော့ကျွန်တော်အဲ့ coffee ကိုမှအထုပ်ကလေးရောင်းတယ်အဲ့လိုမျိုးပေါ့ကိုကိုလေးဆက်ထားတဲ့အထုပ်ကလေးပေါ့အဲအဲ့လိုထက်ဟိုဒီတောက်လို့ကောင်းတဲ့ Saigar coffee ဆိုတဲ့ဟာမျိုးကြီးရှိတယ်အဲ့လေအဲ့လေအဲ့လေသိလိုက်တယ်ဟုတ်တယ်အဲ့လေလေအဲ့လေကိုရောင်းတယ်ပေါ့အမုံစစ်အမုံစစ်ကိုရောင်းတာအဲ့နဲ့အဲ့ရနေမှလုံးကြီးကြမယ်ဆိုပြီးတော့ကျွန်တော်တို့ကဒီနာမည်တွေပါတယ်အဲ့တုန်းကတိတ်မပေးရသေးပြီမယ်ကျွန်တော်ကပစ္စည်းရဲ့အဲ့လိုစုတယ်အဲ့တလောက်ဟိုဟာလေးနည်းနည်းဒီဟာလေးနည်းနည်းဟိုဟာဝယ်လိုက်ဒီဟာဝယ်လိုက်ဒီဇိုင်းနဲ့ပတ်သက်တာလေးဝယ်နေတဲ့ စူးစူးစူးလာတော့အရင်ကြီးကဘလောက်ကြီးလဲဆိုတာလဲတေချာတော့မသိဘူးကိုကတလားတခါပဲဖြစ်ဖြစ်ဟိုပတ်စံနေနေရှိရနဲ့မူခါပေါ်လေးဝယ်လိုက်နေနေရှိရနဲ့ dress set လေးဝယ်လိုက်ဟိုကလေးဝယ်လိုက်ပြန်ဟုတ်ပြီးတော့ပြီးတော့ကို့မှာအရင်ကြီးကကြတော့ကျွန်တော်တို့ကလဲရရှိပြီးသားဆိုတော့အဲ့ဒါလဲထဲမတွက်ဖြစ်ဘူးအဲ့လိုမျိုးပြီးတော့ဟိုဖွင့်ကားသာ ठी အဝိုင်းလေးနဲ့အဲလဲပေါ်လေးမှာတင်ပြီးတော့လုတ်တယ်လုတ်ပြီးတော့ဟိုကျွန်တော်တို့ကဟိုလမ်းမှာဖွင့်မှာဖြစ်တဲ့အတွက်လမ်းမှာလဲအဲ့လိုရေဒီပါတွေရော ဟိုပါမဖြစ်အောင်ကျွန်တော်ကအဲ့လိုစနစ်တစ်ခုဘေးရင်စနစ်တရားအသမြောင်းထဲကိုဓာတ်ရိုက်သွားတဲ့စနစ်တွေပါအကုန်လုံးကိုကျွန်တော်တက်တက်ရရကျွန်တော်အဆိုင်ပိတ်ပြီးဆိုတာနဲ့လုံးဝလမ်းပေါ်မှာအမိုက်တောင်မကြံအောင်အဲ့လိုမျိုးရေတောင်မကြံအောင်လှုပ်ထားလှုပ်ထားဆိုအဲ့ဒါဒီလှုပ်တာနဲ့ဟိုအဲ့တောင်ကဆိုတကယ်တမ်းပေါင်းလိုက်မယ်ဆိုရင်တော့လဲပါအပါဆိုရင်20 30လောက်ပဲကြာမယ်တကယ်ကြတော့ဒီဒီဆက်လဲမဟုတ်ဘူးဒီပော့လေးနဲ့ပဲဆိုတော့ဗျာအဲ့လောက်ပဲကြာတယ်ဒီဘက်ဟာကြတော့ဒီဆိုင် အခန်းငါးအားတွေပါပါလာပြီဘားတွေပါပါလာပြီပြီးတော့ထိုင်တဲ့ခုံတွေပါလာဟုတ် decoration တွေပါလာပြီကျွန်တော်ဟို street ကကြတော့ဒီ Coca-Cola ပုံးနှစ်ခုကိုထပ်ပြီးတော့အဘွားတက်သားပြားကိုပဲခင်းတာအဲ့လိုတောက်ဟိုညက်လုပ်ပြီးခင်းတာပြီးတော့ခုံကလည်းဒီတိုင်းပေါ့ပါပါဒါမဲ့ဟို live ဖတ်တဲ့ခုံလေးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးပဲဒီမှာ plane တွေဆိုလည်းဒါ recycle တွေညာ recycle တွေအကုန်လုံးအဲ့လိုတုံးတာဆိုတော့ ဟိုတိတ်ကုံညာစိတ်တိတ်မများဘူးသူကဒါကြီးသူလဲဒါလွတ်ပြစ်ထားတာတတောင်းလာပြီးတော့ကြာစေးပြီးတော့အပေါ်ကနေတက်သားပြားတွေဟိုကကာလိုက်တာအဲ့လိုမျိုးပဲဆိုတော့အဲ့ဘက်ကသပွဲတွေဘာရဲ့အတွက်ကြောက်လဲအဲ့လိုကြီးမကုံဘူးဒီဘက်မှာကြာဒီလိုမျိုးလေးကမ်ပင်းစတိုင်လေးလှုပ်ထားတာဆိုတော့ဟုတ်ဟုတ်အဲ့ဒီဘက်တော့နည်းနည်းတော့များတော့ဟိုဘက်ကတော့အဲ့လောက်မများဘူးဟုတ် ဲ့တော့အခုကိုကဒီဘက်မှာလုံးဝစိတ်နေပြီးတော့ဒီဆိုင်လေးကိုလှုပ်ထားရပါတော့ဒါပေမဲ့ခုနကကြားတဲ့အချိန်ပြန်ရတဲ့ဝင်ဝင်ရလဲအဲ့ဒါကြီးအများကြီးတော့လည်းမဟုတ်ဘူးအများကြီးလို့ပြောလို့ရတယ်ပမာဏမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီလိုဝင်ငွေအရန်မများတာမှာကိုကဆက်ပြီးတော့လှုပ်ဖြစ်နေတဲ့အကြောင်းရင်းဆိုရင်တော့ဖြစ်မယ်ပေါ့ဆက်ပြီးလှုပ်ဖြစ်နေတာကျွန်တော်ကတော့ဟို coffee ကျွန်တော်အိမ်ကကြတော့ဟိုဟိုပါဘယ်လိုပြောရမလဲဒီလိုမျိုးဆိုင်ရတော့ဒီမှာတော့အထိုင်ဖွင့်မယ်ကျွန်တော်ဒီရန်ကုန်လိုမျိုးနေရာမျိုးမှာပဲမြို့ကြီးလို့ပြောလို့ရတယ်မြို့ကြီးလိုမျိုးနေရာမျိုးမှာ လမ်းလေးရှိမယ်ဗျာတောင်ကြီးရှိမယ်အဲ့လိုမျိုးနေရာတော့မှဟိုဟိုစိုင်ခွဲတွေလှုပ်ချင်တာတော့ဒီရကြတော့ရှိရဒါပေမဲ့အဲ့လိုထက်ကိုဒီလိုရန်ကုန်လိုမျိုးမှာပဲအဲ့သူကနေသူ run နေတဲ့စိုင်နေတောင်ကြီးမန်လေးတွေမှာသူကနေသူ run ပြီးတော့ကရေကြက်ကိုလှုပ်ချင်တာကိုပြောပြအောင်နော်ဖြစ်မဖြစ်တော့မသိသေးဘူးဖြစ်လာပါဘူးအဲ့လိုမျိုး run ပြီးပြီဆိုရင်ကျွန်တော်ကကြတော့တိုးပုံစံမျိုးသွားချင်တာအဲ့လိုလူအောင်တိုးပုံမျိုးကျွန်တော်ကဒီ highlight လိုကားအဟောင်းဖြစ်ရင်ဖြစ်မယ်မဟုတ်လို့ရှိရင် jeep တော့တိတ်မတင်တာဟုတ်ကဲ့အဲပြီးတော့ ဆိုင်ကယ်လေးဖြင့်ဖြစ်မယ်အဲ့လိုမျိုးတိုးဟိုမှာကျွန်တော်အဲ့လိုမြို့ငယ်ကြီးမြို့ငယ်ကြီးရှိရဲအဲ့လိုဟိုဟိုဘယ်လိုပြောမလဲအောက်မြန်မာနိုင်ငံအောက်ဆုံးကနေပေါ့ခက်ကောင်းရင်ပေါ့ဗျာအောက်ဆုံးကနေပေါ့အဲ့လိုမျိုးသွားလို့လာလို့ရရင်ပေါ့သွားလို့ရမြို့တမြို့ချင်းစီမှာကျွန်တော်အဲ့လိုကျွန်တော်တို့ဒီလူအားတို့ကအဲရရရပြီဆိုရင်အဲ့မှာကျွန်တော်တို့က knowledge sharing လဲလုပ်ရင်လုပ်မယ်ရောင်းလဲရောင်းမယ် ဟုတ်ပါဘူးအဲ့လိုမျိုးလေးလောက်ပြီးတော့ဟုတ်ဟုတ်ရှင်းပြအောင်လေးပါဟုတ်ဟုတ်အဲ့လိုမျိုးအဲ့ကြောင့်လေဒီဘက်မှာအခြေတစ်ခုရှိမှကိုကအဲ့ဒါအများကြီးလုံးလို့ရမှာအဲ့လိုမျိုးအဲ့ဒါနေဟိုအထက်ပိုင်းထိအဲ့လိုတော့ရည်ရွယ်ချက်ရှိရည်ရွယ်ချက်လေးနဲ့ပဲအခုထိစူးစမ်းနေရပါတော့နော်ဟုတ်ကဲ့ပြီးတော့ဟိုဘက်မှာ street ကစတာဆိုတော့ကျွန်တော်က street နဲ့ပဲမြင်နေအမြင်မျိုးလေးရှိတာဆိုတော့ကျွန်တော်တို့ကဟိုခရီးပါသွားလို့ရှိရင်လည်းအခုကမ်းခြေမှာဆိုလဲ coffee ကဟိုဟိုတယ်လောက်ပဲရတာဗျာအဲ့လိုကမ်းခြေမှာလဲအဲ့လိုလှဲနေပဲအဲ့လိုလှုပ်ချင်ပြီးတောင်ပေါ်တွေအကုန်နေရာသုံးပါ ဒါပေမဲ့အရင်ကောင်းနေယူတယ်ဟုတ်ဟုတ်တိုးတော့လိုချင်တာဟုတ်တနည်းအောင်ဖြီးသွားတယ်အော်ဒီမှာလေးလူပါရှိတယ်အော်ဒီမှာလေးလူပါရှိတယ်လူလေးလေးမြင်ချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဟုတ်ဟုတ်ကဲ့အဲ့တော့ညီမပြောမယ်ဆိုလို့ရှိရင်အကူဆိုရင်ပေါ့နော် coffee mix ထောက်တောင်မှာပဲ600 900ဖြစ်နေတဲ့အချိန်မှာအကူကလုံးဝအပူဆိုရင်3000 3500ပတ်ဝန်းကျင်မှာရောင်းနေပေါ့နော်အဲ့လိုရောင်းပေးရတဲ့အကြောင်းပြချက်ပေါ့နော်အခုတစ်ခုတည်းတော့အကြောင်းပြချက်ကဘာဖြစ်လဲလုံးဝဖတ်ချက်ရောင်းအကုန်လုံးအဆင်ပြေအောင်ပေါ့ ောက်တဲ့လူတွေကကျွန်တော်ဒီလိုမျိုးဒါဆိုကော်ဖီတစ်ခွက်ကိုကျွန်တော်ဆိုအပြင်မှာလဲကျွန်တော်စိုင်နေပါနားရရက်ဒီပါဆိုတောက်ဖြစ်တယ်တောက်ဖြစ်တော့အနည်းဆုံးကတော့ဟို၄000 900 5000တော့သူတို့ကမကတ်ဘူးဗျာ၄000 900ဟိုအဲ့လိုမျိုးရေးတာပေါ့ကျွန်တော်ကြောက်လဲအဲ့လို3000 3500အကျွေးအန်းရတာလဲအလုံးမရှုပ်တော့အဲ့လိုမျိုးဒါလည်းဟို2500နေ3000တက်လာ2500နေ2800ဖြစ်နိုင်မတက်နိုင်တော့တက်လာရတာဟုတ်အစင်မပြေလို့သာတက်ရတာနော်အစင်ပြင်း အဲ့လိုတိုက်ပါတိုက်တယ်အဲ့လိုမျိုးအဲ့လိုမျိုးဆိုတော့လကောက်ကတိုက်ပါပဲဟောအဲ့လိုမျိုးဆိုတော့ခွက်ဆိုလဲကျွန်တော်တို့ဒီ double cap ကိုဒီလိုမျိုးကန်ရတာမပူဘူးဗျာအဲ့လိုဟို single ဆိုရင်ပူတယ်အဲ့လိုမျိုးအဲ့အဲ့လိုမျိုးခွက်တွေကိုဒါရှာရတယ်အမှားမှားလို့တော့ရတယ်ဒါပေမဲ့ဟိုလဲလဲကူကူတော့ဝယ်လို့တော့မရဟုတ်ကဲ့ရှင်အဲ့လိုမျိုးတုံးပေးထားတာဟို parcel ဝယ်လဲဒီသေးပဲဟုတ်ကဲ့ဆိုင်မှာတောက်လဲဒီသေးပဲဆိုတော့ဆိုင်တောက်များရင်ကျွန်တော်တို့ကတော့နည်းနည်းလေးဟို ကိုကိုက်တယ်ဒီအရဆိုရင်ဒီလိုဒီစတေကာရယ်ဖုန်းနေရောဟုတ်စတေကာဟုတ်အဖုန်းနေရောဒီပိုက်လေးတွေအစားဆို900နီးပါးလောက်ဒီခွက်သရိတ်မှာသွားတယ်အဲ့ဒါကိုကျွန်တော်တို့ဆိုင်မှာတောက်ရင်တော့900လောက်တော့စိတ်စိတ်ဖြစ်တာပေါ့အဲ့လိုမျိုးလေးပဲညှိပြီးတော့ပဲအစင်ပြောင်းရောင်းတာပေါ့အစင်ရောပြေပါခုနပြောလို့အဲတုံးချိုးတချို့လောက်တော့ဟိုပါဖြစ်တော့လဲ င်ကြီးများများလေးပြန်တွက်ရတာပေါ့ပြီးတလားတစ်ခါလောက်ပေါ့ဟုတ်ကဲ့ပါရှင်ဒီနေ့မှာပေါ့နော်အကိုပြောပြရဲဒီလူကအကြောင်းလေးတွေရောလူကဖြစ်တည်လာပုံလေးတွေရောအခုလက်ရှိ process လေးတွေရောအကုန်လုံးသိနိုင်ရတဲ့အများကြီးကျေးဇူးတင်ပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့အခုကြည့်နေတဲ့လူတွေထဲမှာလည်းဟာဒီဆိုင်လေးကဘိုင်းလိုက်တာ street stand ဆန်ဆန်လေးပေါ့နော်ငါလည်းသွားချင်တယ်ဆိုတဲ့လူတွေလည်းရှိမှာပဲဆိုတော့ဖိတ်ခေါ်ပြီးပါဦးကင်မရာလေးကိုကြည့်ပြီးတော့ပေါ့နော်အော်ကျွန်တော်လူအားဆိုင်ကတော့နှစ်ဆိုင်ရှိပါတယ်။တစ်ဆိုင်ကတော့ဒီ new era ဆိုပြီးနာမည်ပေးရတယ်ပေါ့။လူအားကမှ new era ပေါ့။ ဟိုဘက်မှာတော့ Ovintage ဆိုပြီးနှစ်ဆိုင်ရှိပါတယ် Ovintage အဲအခုကတော့ Street Lua Street လို့ပဲနာမည်ပေးထားတယ်သူကတော့ယောဂီကျောင်းလမ်းပေါ်မှာရှိပါတယ်သူကတော့ MI City Park ဝင်တဲ့လမ်းယောဂီကျောင်းလမ်းပေါ်မှာရှိပါတယ်ဒီဆိုင်လေးကတော့ဟို OK ကျောင်းလမ်းအဲ73ရက်ကွက်လှိုင်မျိုးနယ်ဒလီကွန်ဒိုနားမှာရှိပါတယ်ဒလီကွန်ဒိုနဲ့နီးတယ်ပေါ့နော်သူကအထင်ကြီးဖြစ်တော့ဒလီကွန်ဒိုနားမှာရှိပါတယ်ပြီးတော့အဲ Saturday Sunday ဆိုရင်ကျွန်တော်တို့ကဒီမှာဟို trip pocket လေးလောက်တာရှိတယ် ဟိုစိတ်ဝင်စားတဲ့လူတွေလည်းလာခဲ့လို့ရပါတယ်ကျွန်တော် page ကလည်းဟို activity လေးတွေကိုဟိုတင်ပေးနေပါတယ်ဟုတ်